အစိမ့်တေ6ချားဖွဲတရေဇလန်ဇလန်အမီမြင်းကလေးနဲ့အလျောဝက်ခံအိမ်ဟောင်းအခန်းတငလျင်ပြီးပျောက်ဆုံးသောမိသားစု2023ခုနှစ်ပြင်အား9တသမာရှိရှိငလင်ကြီးလုတ်ပြီးနောက်ရန်ကုန်မြို့စင်ကျေဖုံးရှိတိုက်မီတစ်ခုပြိုကျခဲ့သည့်အထဲတွင်နေထိုင်သူကိုအောင်လေးမိသားစုဇနီးဒေါ်မြင့်မြင့်ခင်သားတရှိနှစ်မောင်မျိုးမင်းထွေးများအသက်ဆုံးရှုံးခဲ့ကြသည်ထို့သော ငလင်ပြီးခုနှစ်ရက်အကြာညာဆက်တဲ့30ခန့်တွင်အိမ်ကြီးချင်းများကအောင်လေးတို့အိမ်ကမီးအစိမ်းရောင်တောက်နေတယ်။အတွင်းကနေငိုတံတွေကြားရတယ်ဟုရဲစခန်းသူအကြောင်းကြားခဲ့သည်။အခန်းနှင့်ပြန်ပေါ်လာသော အရေးများရဲများရောက်ရှိစဉ်အိမ်ဟောင်းသည်ငလင်မလုတ်ခင်အတိအကျပြန်တည်နေသည်အိမ်တကားပေါက်မှအမေဘိုက်စာတဲ့ဟူသောကလေးတံခနာဆောက်ပါသား။ ဖေဖေပြန်ရောက်တာနဲ့ထမင်းချက်မယ်ဟူသောအမျိုးသမီးတန်များကြားရသည်ထို့နောက်အိမ်တွင်မှခြေရမဲကြီးများထွက်လာပြီးရဲတပ်ဖွဲ့ကိုဝိုင်းရလာကငါတို့ကိုမင်းတို့လာမနှောက်ရှက်နဲ့ပူသောအတန်နှုတ်တိတ်များကြားရသည်ရဲတအူးဤလက်မောင်းတွင်အစိမ်းရောင်လက်သေးရများဆွဲကြံခဲ့ပြီးဆယ်နှစ်နာရီအတွင်းသူဤခန္ဓာကိုယ်မှအယိုးများအလုံးပြောက်ကအစိမ်းရောင်အကြီးများအတာကျန်ရခဲ့သည်အခန်း၃၁၂ အဖြေရှာခြင်းကြည်လက်ဒေတာရှိဆရာတော်တပါးကဖော်ထုတ်ချက်အရကိုအောင်လေးတို့မိသားစုသည် ငလင်မလုံမီတဲ့ကအိမ်အောက်ခြေရှိ မြေအောင်ကျောင်းတွင် လူသားအစုံပြက်များဖြင့်နှက်ကွန်ပြုလုပ်နေသည့်မောင်ခို